မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ6ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းမြန်မာနယ်စပ်ထိုင်းလေပိုင်နဲ့အတွင်းထဲကိုတန်တရားဖြစ်ပွဲ၄ရင်တစည်းဝင်ရောက်လာတဲ့အတွက်ထိုင်းတော်ဝင်၄တပ်က F16 တိုက်လေရင်၂စီးကိုအရေးပေါ်ဆေးလွတ်ပြီးတော့သတိပေးကင်းလက်ပြန်တန်းခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီနေ့နေ့လယ်၁၂:၄၅မိနစ်ဝင်းကျင်မှာ တန်တရားဖြစ်ဖွယ်လေရင်တစီထိုင်းလေပိုင်နဲ့အတွင်းတွေကိုဝင်ရောက်ပြန်တန်းတဲ့အတွက်ထိုင်းလေတပ်ကထိုင်းမြန်မာနယ်စပ်ကန်ချနာဘူရီကို F16 တိုက်လေရင်နှစ်စီးကိုဆေးလွတ်ပြီးတော့အိန္ဒိချင်းနိုင်ငံဘက်ကကျူးကျော်မလာစေရန်သတိပေးကင်းလက်နေတယ်လို့သိရပါဗျ။ကန်ချနာဘူရီအခြေစိုက်ဒေသသတင်းရင်းမြစ်ကတော့ထိုင်းလေတပ်ရဲ့လေရင်နှစ်စီးပြန်တန်းပြီးတော့ကင်းလက်နေတဲ့ဗီဒီယိုများကိုတင်ပြခဲ့ပါတယ်။ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ PPTV HD 36တခုကလည်းတန်တရားဖြစ်ပွဲလေရင်တစီးထိုင်းလေပိုင်နဲ့အတွင်းတွေကိုဝင်ရောက်လာတဲ့အတွက် ထိုင်းလေတပ်ရဲ့ F16 တိုက်လေယာဉ်များကိုဆေးလွတ်ခဲ့တယ်လို့သတင်းဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းရေစကြိုမြို့ပေါ်မှာရှိတဲ့ရုံးပေါင်းစုံအတွင်းကိုရိတ်ခါခဲရန်ပို့ဆောင်ပြီးတော့ပြန်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခတ်ရာစစ်သားနှုတ်အပြင်းထန်ထန်ရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မေလ3ရက်နေ့ညနေ4နာရီဝန်းကျင်ကရေစကြုံမြို့နယ်အခြေစိုက်ခလိုက်ရ28တရင်ကအင်အား90လောက်ပါတဲ့စစ်ကြောင်းဟာရေစကြုံမြို့ပေါ်မှာရှိတဲ့ရုံးပေါင်းစုံအတွင်းကိုရိတ်ခါခဲရများပို့ဆောင်ပြီးတော့ပြန်လည်ထွက်ခွာလာတဲ့အချိန်ရေစကြုံမြို့အထက်တနေရာမှာရေစကြုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ရေစကြုံမြို့အထက်မှာပေါ့တရင်နဲ့တော့နည်းနည်းဝေးတယ်မြို့နယ်တော့နီးတယ်ပရိသတ်မိုင်း၄လုံးတွဲတပ်ဖွဲ့နဲ့တိုက်ခိုက်ခဲ့တာပါ နှစ်ကောင်ကတော့ဒဏ်ရာရသွားတယ်လို့သတင်းရတယ်။တည်တယ်လို့တော့မကြမိသေးဘူး။ရဲဘော်တွေတော့အားလုံးအေးအေးဆေးဆေးနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ရေစကြို PDF တပ်ဖွဲ့ကတောင်ရှိသူတို့ကရှင်းပြထားပါတယ်။အခုလိုမျိုးမိုင်းဆွဲတိုက်ခိုက်မှုအတွင်းမှာစစ်သား၅ဦးအပြင်းထန်ဒဏ်ရာရရှိသွားပြီးတော့ အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာခလာရ256တိုက်ရင်နဲ့258တိုက်ရင်အတွင်းတွေကိုနှစ်ဖက်ခွဲပြီးတော့ဝင်ရောက်သွားတယ်လို့သိရပါဗါဒါအပြင်ဘကိုးတိုင်းပြည်ခရိုင်တဲကုံမြို့နယ်စင်မီးစွဲမြို့မှာရှိတဲ့စိုက်ပျိုးရေးစခန်းမှာတပ်ဆွဲထားတဲ့စစ်သားများကိုဝင်ရောက်တိုက်ခိုက်ရာထိခိုက်သိမ်းဆုံးမှုရှိနိုင်တယ်လို့ပြည်ခရိုင်ပြည်သူ့ကာကွယ်တပ်မတော်အမတ်363ရက်တဲ့တိုက်ရင်ကတာဝန်ရှိသူတို့ကပြောပြထားပါဗါမနေ့ကမေလ9ရက်နေ့ည9:20မိနစ်ကတဲကုံမြို့နယ်စင်မီးစွဲမြို့မှာရှိတဲ့စိုက်ပျိုးရေးစခန်းမှာတပ်ဆွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ဂိမ်းစခန်းကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကအလေးငိုက်ဝင်ရောက်တိုက်ခတ်ခဲ့ရာအပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိကာ ေဆုံးသွားတဲ့အလောင်းများနဲ့ဒဏ်ရာရှိတဲ့သူတွေကိုညရင်းချင်းပြည်မျိုးဘက်ကိုတယ်ဆောင်သွားတယ်လို့သိရပါဗါး၎င်းတိုက်ခိုက်မှုကိုပြည်ခံပြည်သူကာကွယ်တပ်မတော်363ရက်တဲ့တရင်တက်ခွဲငါရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူကာကွယ်တပ်ဖွဲ့ဝင်များအထိကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗါးပြည်သူများအနေနဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုလူအားဖြင့်တော်၎င်းငွေအားဖြင့်တော်၎င်းစိုင်းကဲကားစတာတွေကို၎င်းကုညီထောက်ပံ့ခြင်းများမပြုလုပ်ကြရန်အသိပေးတိုက်တွန်းထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းအင်းတော်မျိုးသိန်းတိုက်ပွဲမှာလက်နက်ချညံ့ခံခဲ့တဲ့တမခွန်ခွန်တမမှုဘုံမှုချုပ်အောင်တအုပ်နဲ့စစ်တုံးမန်းများကစစ်တပ်ရဲ့တရားမဲမှုများအတွက်နောင်တရပြီလို့ဖွင့်ခဝန်ခံထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကပြည်သူ့ကာကွယ်တပ်မတော်၄နှစ်ပြည့်မိကွန်းမှာ NUG ကာကွယ်ဝင်ကြီးဦးရီမောင်ကအခုလိုထဲသွင်းပြောဆိုသွားခြင်းဖြစ်တယ်လို့သိရပါဗါးအင်းတော်မျိုးသိန်းတိုက်ပွဲဟာရှစ်လကြာကြာဆင်နွှဲခဲ့ရတဲ့ပြည်သူ့ကာကွယ်တပ်မတော်ရဲ့ တန်မာရေးဝင်တိုက်ပွဲဖြစ်ပြီးတော့စိတ်ဆင်ရေးအတွက်ပြင်ဆင်ဆုံးဖြတ်ရတဲ့ကာလများပါထဲသွင်းတွက်ချမယ်ဆိုပါကတနစ်တင်းတင်းကြာမြင့်ခဲ့တယ်လို့သိရပါဗါအင်းတော်တိုက်ပွဲမှာလက်နက်ချညံခံခဲ့တဲ့တမခွန်ခွန်တမမှုနဲ့စစ်တုံးဗန်းများကပါစစ်တပ်ရဲ့တရားမဲမှုများအတွက်နောင်တရပြီလို့ဖွင့်ဟဝန်ခံလာတဲ့အပြင်တော်လိုင်းရေးအတွက်တတ်နိုင်တာများကိုထဲဝင်ပါဝင်မယ်လို့ပြောဆိုလာတယ်လို့သိရပါဗါစစ်တပ်ကတမမှုများတပ်သားများအနေနဲ့အ мян ဆုံးအလင်းဝင်ကြရန်ဥယျာဉ်မုံကတိုက်တွန်းပြောဆိုထားပါဗါ အခုငါတို့လက်ထဲမှာရောက်နေတဲ့တမခွန်ခွန်တမမှုအပါအဝင်စစ်တုံးမန်းတွေကလည်းသူတို့ရဲ့နောင်နာတွေကိုဖွင့်ဟဝန်ခံထားကြပါတယ်စစ်တပ်ကတရားမဲ့တယ်ဆိုတာသူတို့သိကြပြီပြည်သူတော်လှန်ရေးမှာလည်းသူတို့တတ်နိုင်တာကိုထက်ဝင်မယ်ဆိုတာကိုဂရိပြုကြတယ်စစ်ကောင်စီတက်ထဲမှာကြံနေတဲ့တမမှုတပ်သားတွေအနေနဲ့ပြည်သူကိုအကြမ်းဖက်တပ်ဖြတ်တဲ့အထိလမ်းမရောက်စေတဲ့မိစ္ဆာဒိဋ္ဌိဝါဒကိုအမြန်ဆုံးဆွတ်လွှတ်ကြဖို့တိုက်တွန်းလိုပါတယ် ်ဒီလိုသာဆွန့်လွတ်နိုင်မယ်ဆိုရင်နိုင်ငံနဲ့ပြည်သူလဲမြန်မြန်ချမ်းသာရရမယ်စစ်တပ်ကိုယ်တိုင်ကလည်းချမ်းသာရရမယ်လို့ဂရိပေးလိုပါတယ်လို့ဥယျာဉ်မောင်ကရှင်းပြထားပါတယ်အေဘီလာရှေ့ရနေ့ကအင်းတော်မျိုးသိန်းတိုက်ပွဲမှာတမခွန်ခွန်တမမှုဘုံမှုချုပ်အောင်တပ်ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်ဘုံမှုချုပ်အောင်တပ်ဦးဟာစစ်တပ်ကတော့အပတ်စဉ်42ကြောင်းစင်းဖြစ်ပြီးတော့တမခွန်ခွန်တမမှုအဖြစ်နဲ့2024ခုနှစ်နှစ်ဆန်းပိုင်းမှာစတင်တာဝန်ယူခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ် ၎င်းရဲ့နောက်ကျောင်းရာဇဝင်များကိုပြန်လည်လေ့လာကြည့်မယ်ဆိုရင်2021ခုနှစ်စစ်အာဏာသိမ်းတဲ့အချိန်ကစပြီးတော့ရန်ကုန်ကဆန္ဒပြတဲ့ပြည်သူများကိုစစ်တပ်ကပြစ်ခတ်တပ်ဖြတ်ရမှာအောင်တအူးကရန်ကုန်တိုင်းစစ်ဌာနချုပ်ရဲ့အမတ်တဲစစ်ဖြူဟာမူဘုံမူကြီးအဖြစ်နဲ့အမိတ်ပေးစိတ်ခိုင်းခဲ့သူဖြစ်တယ်လို့သိရပါဗါတယ်အဲ့ဒီနောက်မှာတော့ရန်ကုန်တိုင်းစစ်ဌာနချုပ်အမတ်တဲစစ်ဖြူဟာမူအဖြစ်ကနေ ကန်ယိုရန်တိုင်းစစ်ဌာနချုပ်ကော့တောင်းတပ်နယ်ရဲ့စစ်ဗျူဟာမှုအဖြစ်နဲ့ပြောင်းရွှေ့ခဲ့ပြီး2023ခုနှစ်နိုဝင်ဘာလအထိတာဝန်ထမ်းဆောင်ခဲ့တယ်လို့သိရပါဗါတယ်အဲ့ဒီနောက်မှာမှတမခွန်ခွန်တမမှုဖြစ်လာခြင်းဖြစ်တယ်လို့သိရပါတယ်တမခွန်ခွန်တမမှုဘုံမှုချုပ်အောင်တပ်ဦးမှာဇနီးဒေါ်တက်စုနယ်ထွန်းတာအကြီးဖြစ်သူပြည့်ရှံဦးနဲ့တာငယ်အန်ဖုံးဦးတို့ရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ AOD တိုင်းမှာစစ်မှုထမ်းဖမ်းဆီးခံလိုက်ရတဲ့လူငယ်တွေဟာစစ်ယူနီဖောင်းနဲ့စစ်ဖက်နှက်တွေကိုစစ်ကောင်စီစီကနေပြီးတော့ပြန်လည်ဝယ်ယူတုံးဆွဲနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ EOD တိုင်းကနေစစ်မှုထမ်းဖို့အတွက်အထမစစ်သားစုဆောင်ခြင်းခံလိုက်ရတဲ့လူငယ်တွေဟာစစ်တင်တန်းတက်ပြီးတော့15ရက်အကြာမှာစစ်ယူနီဖောင်းနဲ့စစ်ဖက်နှက်တွေကိုစစ်ကောင်စီစီကနေပြီးတော့ပြန်လည်ဝယ်ယူတုံးဆွဲနေရတယ်လို့ဆိုပါတယ်။တာပေါင်းမြို့နယ်ကစစ်မှုထမ်းမိသားစုဝင်အမျိုးသမီးတအုပ်က စစ်ယူနီဖောင်းဝယ်ရမယ်လို့ပြောပြီးတော့ဖုန်းဆက်ပြီးမိဘတွေစီကိုပတ်စံလှမ်းတောင်းတာကိုတွေကတော့တားလေးအစဉ်ပြေပြီးရောဆိုပြီးတော့တောင်းတဲ့ငွေကိုလွှဲပေးရတာပေါ့တင်တန်းကအရာရှိတယောက်ရဲ့ဖုန်းကိုလွှဲပေးရတာပါအ ਨੇ စုံ၃စုံဝယ်ရမယ်လို့ပြောပြီးတော့စစ်တပ်ကပြန်ဝယ်ခိုင်းတာပါရောင်းတာကစစ်တပ်ကပဲရောင်းပေးနေတာမိအေးနှစ်ခါတည်းမကဘူးမိအေးအခါခါနာနေရပါတယ်လို့ပြောပြထားပါတယ်စစ်ကောင်စီတပ်ကစစ်ယူနီဖောင်းတစ်စုံနဲ့ဖက်နက်တရံကိုငွေချက်၈၀၀၀နဲ့စစ်မှုထမ်းတပ်သားတက်တွေကဝယ်ယူရတာဖြစ်ပြီးတော့အိမ်ကမိသားစုတွေစီကို ဖုန်းဆက်ပတ်စံတောင်းကမဖြစ်မနေဝယ်ယူခိုင်းတာကြောင့်ပတ်စံမပြည့်စုံတဲ့မိသားစုတွေအဖို့အခက်အခဲဖြစ်နေတယ်လို့ပြောပါရတယ်။အရာဝတီတိုင်းအနောက်တောင်တိုင်းစစ်ဌာနချုပ်နဲ့နှိစက်တဲ့သူကအခုစစ်ကောင်စီတပ်ရဲ့လုံရက်ကကိုယ်စီကိုစားပြီးတော့အသေးခံရမယ်အခြေအနေပါပတ်စံမပြည့်စုံတဲ့သူတွေဆိုရင်အင်ဂျီတွေဖက်နက်တွေထုတ်ပြီးတော့လာစာကနေပြီးတော့ဖြတ်ယူလိုက်ပါတယ်လို့ပြောဆိုထားပါတယ်စစ်ကောင်စီတပ်ကတလကိုအ ਨੇ စုံ၁၀ရောက်ကနေ၁၅ရောက်အထိတိုက်ပွဲတွေမှာကြာဆုံးတာတွေရှိလာကြောင်းစစ်မှုထမ်းအရသာလူငယ်တွေစီကနေတယောက်ကို နာရေးစရိတ်အဖြစ်နဲ့3000ကနေ9000အထိကောက်ခံနေတာကြောင့်ထည့်ပေးနေရတယ်လို့ဆိုပါတယ်။ဒါအပြင်စစ်ကောင်စီတပ်ကစစ်မှုထမ်းလူငယ်တွေကိုမိသားစုဝင်တွေစီပတ်စံတောင်းတဲ့အချိန်မှသာဖုန်းပြောခွင့်ပေးပြီးတော့ကြံတဲ့အချိန်တွေမှာဖုန်းလုံးဝပြောဆိုခွင့်မပေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်တပ်ကဒီကနေ့မေလ6ရက်နေ့ကနေမေလ31ရက်နေ့အထိအပြစ်ကာလတစ်လထပ်မံတုံးပြင်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မလျင်ဘေးတင်တဲ့ဒေသမှာပြန်လည်ထူထောင်ရေးနဲ့ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုလှုပ်ဆောင်နိုင်ဖို့အတွက်ယာယီအပြည့်ရတဲ့ကာလတက်တန်းထပ်တိုးလိုက်တာဖြစ်တယ်လို့ဆိုပါရတယ်။ ်ပြီးခဲ့တဲ့ဧပြီလ2ရက်နေ့ကနေ30ရက်နေ့အထိစစ်ကောင်စီတပ်ကအပြည့်ရကျင်းညာထားပေမဲ့ရှမ်းမြောက်အပါအဝင်တော်လိုင်းအင်အားစုတွေထိန်းချုပ်ထားတဲ့ဒေသတွေမှာလေကြောင်းကနေပြီးတော့ဗုံးကျဲတိုက်ခိုက်တာတွေကိုဇက်တိုက်လှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီတပ်ကအပြည့်ရထားတဲ့ဧပြီလအတွင်းမှာကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ Mutro ဖပွန်ခရိုင်ထဲမှာ KNU တပ်မဟာ9နဲ့စစ်ကောင်စီတပ်တို့ကြားမှာတိုက်ပွဲပေါင်း136ချိန်ဖြစ်ပွားခဲ့တယ်လို့ KNU ကမနေ့ကမေလ9ရက်နေ့မှာထုတ်ပြန်ထားပါဗျ။ဒါအပြင် အပြစ်ရတဲ့ကာလာအတွင်းမှာစစ်ကောင်စီတပ်ရဲ့လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် KNU ထိန်းချုပ်ဒေသကတန်ခါ၄ပါးအပါအဝင် အရသာပြည်သူ၁၉ဦးတေဆုံးခဲ့ကြောင်း KNU ကပြီးခဲ့တဲ့ AP လ26ရက်နေ့မှာထုတ်ပြန်ထားပါဗျ။စစ်ကောင်စီတပ်အပြစ်ရချိန်ညှာထားတဲ့ AP လတလလုံးမှာလေကြောင်းတိုက်ခိုက်မှုပေါင်း244ချိန်ပြုလုပ်ခဲ့ပြီးတော့အဲ့ဒီတိုက်ခိုက်မှုတွေကြောင့်အရသာပြည်သူ200တအူးတေဆုံးခဲ့တဲ့အပြင် အယောက်300ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လင်းညံတဲ့သူတေသနာအဖွဲ့ရဲ့စည်ရင်းနေအရာသိရပါတယ်ညီတော်မဟာမိတ်၃ဘက်ဖြစ်တဲ့တောင်းတက် TNA လေးကိုကန်တက် MNDAA နဲ့အရခတက်တော် AA တို့ကလည်းမေလတရက်နေ့ကနေ31ရက်နေ့အထိတဖက်တအပြည့်ရတယ်လို့ကြေညာချက်ထုတ်ပြန်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့မကွေးတိုင်းမြန်မြို့နယ်နဲ့ပခုတ်ကူမြို့နယ်အဆက်မှာရှိတဲ့ကြေးရွာနှစ်ရွာကိုအကြမ်းဖက်ဆက်တက်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့် အဆောင်များထိခိုက်ပျက်စီးခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ9ရက်နေ့ည7:00နာရီကမှမြိုင်မြို့နယ်နဲ့ပခုတ်ကူမြို့နယ်မှာရှိတဲ့ဇောင်းချန်းကုန်းကြီးရွာနဲ့ရွာသစ်ရွာတို့ကိုအကြမ်းမဆက်တက်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းမဆက်တက်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာလူထိခိုက်သေဆုံးမှုရှိမရှိကိုအတိမပြုတ်နိုင်သေးပဲအဆောင်များထိခိုက်ပျက်စီးမှုတော့ရှိတယ်လို့သိရပါဗျ။လူထိခိုက်မှုရှိမရှိကတော့အတိမပြုတ်နိုင်သေးပါဘူး။ အစအုပ်တွေတော့ထိခိုက်ပျက်စီးသွားပါတယ်မနေ့ကညပိုင်းကလေရင်နဲ့ဘုံကျဲသွားတာပါပြည်သူတွေအနေနဲ့စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုသတိမပြတ်ဖို့လိုပါတယ်လို့ we love မြိုင်အဖွဲ့ကတာဝန်ရှိသူကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းသခိုင်းမြို့နယ်မှာအကြမ်းမတ်စစ်တပ်ကစစ်ကြောင်းထိုးပြီးတော့လေကြောင်းလက်နက်ကြီးများနဲ့ပြည်သူများနေထိုင်ရာခြေရွာများကိုဘုံကျဲတိုက်ခိုက်နေမှုကြောင့်ပြည်သူ၃ဦးသေဆုံးပြီးတော့ကံကြီးကုန်းရွာကိုမိရှုပ်ဖျက်ဆီးနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့မေလ6ရက်နေ့မနက်9:00ခန်းအချိန်ကစပြီးတော့သခိုင်းမြို့နယ်ကံကြီးကုန်းချေးွာကိုအချက်မဲ့ဆက်တက်က ဝင်ရောက်ပြီးတော့မီးတင်ရှို့နေတယ်လို့သိရပါဗါတယ်အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာအေဘီလာ25ရက်နေ့ကစပြီးတော့သခိုင်းမြို့တမ33ကနေအင်အား80ခန့်နဲ့ထွက်လာခြင်းဖြစ်ပြီးစစ်ကြောင်းထွက်လာတဲ့အချိန်လေကြောင်းလက်နက်ကြီးများနဲ့ဘုံကျဲပစ်ခတ်တိုက်ခိုက်မှုကြောင့်ပြည်သူ၃ဦးတေဆုံးခဲ့ရတယ်လို့သိရပါဗါတယ်ဒီကနေ့မနက်9နာရီလောက်ကစပြီးတော့သခိုင်းမြို့နယ်ကံကြီးကုန်းရွာကိုစစ်တပ်ကမီးရှို့နေတာပါမီးကများတော့များတယ်ရွာထဲမှာလက်နက်ငယ်ပြည့်တန်နေလဲကြားတယ်ရွာသူရွာသားတွေကရွာထဲမှာမနေကြတော့တာတော့ကြားပါပြီနှစ်နေ့လောက်ရှိနေပြီ အရင်နေ့တွေကလည်းလေချောင်းကနေရောအုံတော်63935အမြောက်တက်နေရာတွေကရောနေရောညပါဟာဝဇာလက်နဲ့ကြီးတွေနဲ့ထုနေတာသခိုင်းတမ33ကထွက်လာတဲ့စစ်ခွေးတွေကဘဒူခွေးကြံတွေကိုတွားကျင်နေတာလို့ဒေသခံပြည်သူတို့ကသတင်းပေးဖို့ပြောကြားထားပါတယ်အချက်မဲ့စစ်တပ်ကလေချောင်းလက်နဲ့ကြီးများနဲ့တိုက်ခိုက်မှုကြောင့်ကံကြီးကုန်းကျေးရွာကပြည်သူ၂ဦးကြောက်ပနံကျေးရွာကပြည်သူ၃ဦးသေဆုံးပြီးပြည်သူ၃ဦးဒဏ်ရာရရှိကနွားနှကောင်လေးသေဆုံးခဲ့ရတယ်လို့သိရပါတယ် စစ်တပ်စစ်ကြောင်းကြောင့်စာရေးကြီးရွာရွာတက်ကြီးရွာကြောက်ပဏံကြီးရွာနဲ့ကံကြီးကုန်းကြီးရွာကပြည်သူများဟာဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းတရင်ရရှိပါတယ်ခမောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခမောင်းမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်ဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်း 俺明天录名，那家吧，是可名。